ဥအောင်စုံတို့သည်2023ခုနှစ်အောက်တိုဘာလ29ရက်မှစ၍ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်တောင်ကျန်းသူအဖွဲ့များ၏တိုက်ခိုက်မှုဖြစ်စဉ်အတွင်မူစင်မြို့၌တရားဥပဒေစိုးမိုး၏အုပ်ချုပ်ရေးရဲများပုံမှန်လည်းပြက်စီနိုင်ငံဝန်ထမ်းများယာယီတင်းရဲ့စစ်ဘွားသူများနှင့်ဒေသခံပြည်သူလူထု၏စားဝတ်နေရေးအလုပ်အကိုင်းအဖွဲ့များပုံမှန်ရရှိသည့်ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့ကို စနစ်တကျစီမံခန့်ခွဲဆောင်ရွက်နိုင်ခြင်းတို့ကြောင့်ဤစုကိုချီးမြှင့်ခံရခြင်းဖြစ်ပါရဲ့ရှင်။ 在飞过那有。